ကန်အရန်ဘဏ္ဍာရေးစနစ်တုံဒီဂျစ်တယ်ငွေကြေးများထည့်သွင်းသွားမယ်လို့ထရန့်ဆွန်အမေရိကန်အရန်ဘဏ္ဍာရေးစနစ်ထက်ကိုဒီဂျစ်တယ်ငွေကြေးတွေစတင်ထည့်သွင်းသွားမှာဖြစ်ကြောင်းအမေရိကန်သမ္မတထရပ်ပြောကြားလာတာကို CNBC သတင်းမှာပါရှိပါတယ်အမေရိကန်သမ္မတထရပ်နဲ့ထရပ်ကဖေခွန်နဲ့အီတာလီယန်တို့လိုဒီဂျစ်တယ်ငွေကြေးတွေကိုအမေရိကန်နိုင်ငံရဲ့အရန်ငွေကြေးအဖြစ်သိမ်းဆည်းသွားမယ်လို့ကြေညာလိုက်ပါတယ် ဒီကြီးညာချက်ကြောင့်ဒီဂျစ်တယ်ငွေကြေးစျေးကွက်မှာမတ်လပထမအစောပိုင်းကလေးကတန်မိုးတွေမြင့်တက်လာနေတယ်လို့သိရပါတယ်။ Tracker Solana HRP နဲ့ Cardano လို့နေရာယူလာတဲ့ဒီဂျစ်တယ်ငွေကြေးအသစ်တွေကိုပါထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ဒီလောက်ဆောင်ချက်ဟာဒီဂျစ်တယ်ငွေကြေးလောကကိုအစိုးရကလက်ခံလာတဲ့သဘောပဲဖြစ်ပါတယ်။ဒီအတွက်ကြောင့် Crypto နဲ့ Digital ငွေကြေးတွေတန်မိုးမြင့်တက်လာတယ်လို့ဆိုပါတယ်။ ဖိတ်ခွန်သမျိုးတွေကနေအခြားဒီဂျစ်တယ်ငွေကြေးတွေကိုပါအစိုးရရဲ့အရင်ငွေကြေးစနစ်တဲထည့်သွင်းလာတာဟာထရန့်ရဲ့မူဝါဒအပြောင်းလဲမှုကိုပြသနေတာဖြစ်ပါတယ်။အမေရိကန်ဟာခရစ်တိုမှာနံပါတ်၁ဖြစ်စေရမယ်လို့အကြွေးကြော်ဖို့သူထရန့်နဲ့ထရန့်ဦးဆောင်တဲ့အစိုးရဟာခရစ်တိုငွေကြေးတွေနဲ့ဒီဂျစ်တယ်စီးပွားရေးကိုဦးစားပေးထောက်ခံသူတွေဖြစ်ကြတာနဲ့အညီတမရဖြစ်လာတာနဲ့တပြိုင်နက်မူဝါဒပိုင်းပြောင်းလဲတွေဆောင်ရွက်လာတာပဲဖြစ်ပါတယ်။ ခရစ်တိုလောက်ကန်သူတွေကတော့ဒီမူပြောင်းလဲမှုတွေဟာသူတို့အတွက်ရွှေခေဖြစ်လာနိုင်တယ်လို့ယုံကြည်ထားကြပါတယ်။ဒီလိုနဲ့ယင်းဒီမြုံနံမှုတွေကိုအပြိုင်ဆိုင်လှုပ်လာကြတာပါ။လာမယ့်2025ခုနှစ်မတ်လ9ရက်နေ့မှာအင်ဖြူတော့ကပထမဆုံးအကြိမ်ဒီဂျစ်တယ်ငွေကြေးဆိုင်ရာထက်တီဆွေးနွေးပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်။ truck အဲ့ဒီဆွေးနွေးပွဲမှာအမေရိကန်ကိုကမ္ဘာ digital ငွေကြေးမြို့တော်အဖြစ်တည်ဆောက်သွားမယ်ဆိုတော့သူ့ရဲ့ရည်မှန်ချက်ကိုထုတ်ဖော်ပြောကြားပွဲရှိနေပါတယ်။ ဒီထက်သည့်ဆွေးနွေးပွဲဟာဒီဂျစ်တယ်ငွေကြေးကိုငွေကြေးစနစ်ထဲပေါင်းစပ်ဖို့အတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်လည်းဖြစ်လာနိုင်တာပါမြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်